ဒီနေ့ကျွန်တော်တို့ရဲ့ with and bait ဆိုတဲ့ page အတွက်လုပ်ပေးထားတဲ့ Facebook ID ကမ်းမေးတစ်ခုရရလည်းကိုပြချင်ပါရခင်ဗျဟုတ်ပြီဒီမှာကြည့်ပါနော်ကျွန်တော်တို့ဒီ9ရက်အတွင်းရခဲ့တဲ့ website လေးပေါ့နော်ကျွန်တော်တို့ဒီ channel တွေကိုဘယ်လောက်တုံးခဲ့လဲဆိုတော့ကျွန်တော်ရတူတူကြည့်လိုက်အောင်ဟုတ်ပြီဒီမှာကြည့်မှာဆိုရင်ကျွန်တော် amount နေရာမှာ coder မှာ coder ဟုတ်ပါရဲ့ဒီကကျွန်တော်တို့10ဒေါ်လာမပြည့်သေးဘူးပေါ့နော်မြန်မာငွေနဲ့ဆိုရင်ကျွန်တော်တို့ 5,000 6,000လောက်ပဲရှိမှာပေါ့နော်ဒီလောက် budget နဲ့ကျွန်တော်တို့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့အတူတူကြည့်လိုက်ရအောင်ပေါ့ဟုတ်ပြီကျွန်တော်တို့ဒီမှာဆိုရင်ကြည့်မှာတယ် follower ရဲ့ like တင်မှာကြည့်မှာဆိုရင်ကျွန်တော်တို့ follower အတွက်426ယောက်ရောက်ခဲ့နော်ဟုတ်ပါတယ်ဒါကျွန်တော်426ယောက်တော့ကျွန်တော်တို့ဒီ page မှာကျွန်တော် follower 400တိုးလာခဲ့ပေါ့နော်ဒါကကျွန်တော်ကြည့်မှာဆိုရင် coffee bowl ဘယ်လောက်မှနောက်ခွတ်တုံးခက်စားလောက်ရင်းနဲ့ကျွန်တော်တို့ဒီ page follower 426ရောက်ခဲ့ပါတယ်เนาะเนาะ ဟုတ်ပြီအခုဆိုရင်အားလုံးအော်ဒါချင်တာအပိုင်းခုမှလာမှာပေါ့နော်ဟုတ်ပြီဒီမှာကြည့်မယ်ကျွန်တော်ဗာမြင်ရတယ်ဒီ cost per follow ဆိုတာမြင်နေပေါ့နော်ဒီဟာလေးကကျွန်တော်ဘာလို့ပြောလဲဆိုရင်ကျွန်တော် follower တယောက်ရရဖို့အရေကို300ရဲ့ပမာဏဘယ်လောက်ရှိလဲဆိုတော့0.022မြန်မာဝင်နဲ့တွက်ကြည့်မယ်ဆိုရင်တရာကျက်တော့ပဲရှိတရာကျက်တရာ150တော့ပဲရှိပါတော့ဒါကမမတော်တော်ကြီးမိုက်တဲ့ဝက်ဆက်လေးပါနော် ဒီတော့ကျွန်တော်တို့ရေခဲချောင်းတချောင်းစာလာမရှိတယ်ကျွန်တော်ပတ်စံနဲ့ကိုယ့်ရဲ့ concern မှာဖြစ်လာနိုင်သရှိရ follower ကိုတယောက် follower တယောက်ရထားတာပေါ့နော်အဲ့လောက်ပတ်စံအမောက်လေးနဲ့နောက်ဆုံးအနေနဲ့ဒီမှာတွင်ကျွန်တော်ပြောပြမယ်ဆိုဒီမှာတဲ့လူပေါင်း8095ယောက်ဒီရောရောက်ခဲ့တော့ကိုယ့်ရဲ့ van ကိုကိုယ်ဆိုင်ကို လူပေါင်း8000ကျော်ကတည်သွားတယ်ဆိုတာပြောပါပေါ့နော်ကိုယ်တုံးလာရဲ့ပမာဏ10ဒေါ်လာလောက်ပဲရှိတယ်10ဒေါ်လာထဲနဲ့ ကိုယ့်ရဲ့ brand ကိုလူပေါင်း1995ယောက်ကမြင်ခဲ့တယ်ပေါ့နော်သိသွားခဲ့တယ်။ဒါကြောင့်ကျွန်တော်အမြဲပြောတာ digital marketing မှာ budget များတာတဲ့ market strategy နဲ့ key out the targeting တွေကပိုအရေးကြီးတယ်ဆိုရဲဒီ website လေးကတက်တည်ပြနေတာပေါ့နော်။နောက်ထပ်ဒီလိုအလန်းစားဝက်ဆက်လေးကြည့်ချင်ဆိုရင်ကျွန်တော်ရဲ့ channel ကျွန်တော်ရဲ့ page ကို follow လုပ်ထားကြပါဦးเนาะအားလုံးအသုံးတွေကြည့်ရှုပေးရအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ